အခန်းငါးယမန်ဂျပန်တိုင်းချမှတ်ခြင်းခီလန်နှင့်ပန်တိုင်းကိုပြပင်းပြင်းပြင်းတိထားသူကခြေတလှမ်းမြမလန်းသေးမိပင် ခရီးတဝက်ရောက်နေပြီဖြစ်လေသည် လောက၌အောင်မြင်ကြီးပွားကြသူတိုင်းနှင့် အောင်မြင်ကြီးပွားမည်သူတိုင်းတွင် တိကျခိုင်မာသောယမန်ချက်ကိုစီရှိကြသည်ယမန်ချက်ဟူသည့်ဘဝအတွက်လမ်းကြောင်းသတ်မှတ်ပေးသောအရာဖြစ်သည်လမ်းမသိဘဲခရီးမလျှောက်နိုင်တဲ့ကဲ့သို့ပင်ယမန်ချက်ပန်တိုင်းမှရှိပေလေ အောင်မြင်မှုဟုသည်မရှိနိုင်။ဤသည်မှာထူးခြားစံကျဲသောကိစ္စမဟုတ်။စဉ်းစားကြည့်သူတိုင်းသိနာလည်နိုင်သော အရာသာဖြစ်သည်။သို့သောဤလောက၌မိမိဘဝအတွက်ပင်တည်တည်ချာချာစဉ်းစားခြင်းသို့အလွန်နည်းလှသည်။လူအများစုတို့မှဥတီချက်မမရရမရှိကြ။မြို့လေလမ်းမများတွင်ဥဒ္ဓဟုသွာလာနေသူများတည်းမှကြုံရလူများကိုမြင်မြင်ကြည့်ပါလူတရာလျှင်60လောက်မှာ ရီမန့်ချက်ရေရရာမရှိသည့်ကို တွေ့ရလိမ့်မည်အချို့လူများမှာညနေကျရင်အရက်တော့ဖို့ချိန်ထားခြင်းသည်သာသူ၏တနေ့တာအတွက်အကြီးမားဆုံးရီမန့်ချက်ဖြစ်နေပြီးနောက်နေ့နောက်နေ့များတွင်မူထူမြတ်ကြီးမားသောရီမန့်ချက်ပင်မရှိသည့်ကိုတွေ့ရလိမ့်မည်လူအများစုတို့သည်လက်တလုံးစာဝတ်နေရေးအတွက်ကြုံရကြရာအလုပ်ကို ဝင်လုပ်နေကြပြီးယင်းအလုပ်ကိုလည်းတာဝန်ခြေသဘောထားကရည်သားခိုနိုင်သမျှခိုလျက်ရှိကြသည် လက်ရှိအလုံမှအတွေ့အကြုံနဲ့လုပ်ငန်းပညာများကိုနှောင်းရရှိအကျိုးအတွက် စီးပူးသွားရန်တော့မဟုတ်ယခုအလုံမှပင်ယာတုအစင်စစ်တူတက်အောင်ကျူပန်းသွားရန်ဟူသောရည်မှန်းချက်မျိုးရှိသူအလွန်နဲ့ပါလီရဲ့အလုတ်ခွင်တို့နှောက်ကြမှာလာပြီးစောစောပြန်နိုင်ရန်နှင့်ခက်ခဲသောအလုံများကိုမိမိမလုံရအောင်ညှင်းဆန်ရှောင်ရှားရန် လုံးလစိုက်ထုတ်နေသူတို့သာပေါ်မြလျက်ရှိသည်၎င်းလူများကပင်လယ်သမုဒ္ဒရာဒေသို့ရောက်နေသည့ တစ်တုံများပမာဥတီချက်မဲ့စွာဖြင့်ပေါ်လောမျောနေကြသူများဖြစ်သည်၎င်းတို့အတွက်ပန်းတိုင်ဟုသည်မရှိရာအောင်မြင်မှုဆိုသည်မှလည်းဝေလာဝေးဖြစ်တတ်သည်ယမချက်ပန်းတိုင်တစ်ခုချမှတ်နိုင်ရန်အတွက်စိတ်ကူးဟွာအိမ်မက်မှအဆက်ပြရသည်အိမ်မက်ဆိုဒီမှာတင်အတွက်တင်အလိုလားအတောင့်တဆုံးအရာကိုဆိုပေသည်ထိုအိမ်မက်ကိုစစ်စစ်ကြည့်ပါထိုအိမ်မက်သည်တစ် တကယ်ဖြစ်နိုင်သောအရာဖြစ်သည်နှင့်သင်၌ယင်းကိုအကောင့်ထဲပေါ်နိုင်သည့်အခြေခံစွမ်းအားရှိသည်၃သင်၌တကယ်ဖြစ်လိုသောစန္ဒနှင့်တကယ်ကြိုးစားအားထုတ်မည်ဟုသောစိတ်ဇွဲရှိသည်ဟူ၍သိချပြီဆိုလျှင် ထိုဤမက်ကိုသင်ဤမက်ချက်ပန်းတိုင်းအဖြစ်ခိုင်ခိုင်မာမာချမှတ်နိုင်ပေပြီဤမက်ချက်ပန်းတိုင်းဆိုတာရှိမှပန်းတိုင်းသို့ရောက်သည်ဆိုတာရှိမည်ပန်းတိုင်းသို့ရောက်ခြင်းမှအောင်မြင်ခြင်းပင်ဖြစ်သည် ဥတီချက်ရှိလျင်စွမ်းအားရှိပြီ။သစုံတရားသောဥတီချက်ဖြင့်အထုတ်ကြိုးပမ်းနေသူတို့ကိုကြည့်ပါ။ထိုသူ၌ကိုအားညာအားတို့အလုံးပြည့်ဝများပြားလှသည်ဟုထင်ရ၏။ထိုသူသည် တစုံတစ်ခုပေါင်းမြောက်အောင်မြင်သွားသည့်အခါထိုသူ၌မွေးရပါကာယညာနာစွမ်းအားတွေများလာသောကြောင့်သူတစ်ပါးထက်ထူးကျွန်းအောင်မြင်ခြင်းဖြစ်သည်ဟုမြင်ကြ၏။စင်စစ်ထိုသူမဟုတ်ပေ။လူတယောက်နဲ့တယောက်မွေးရပါဆွမ်းပကားခြင်းဘယ်လောက်မြတ်กว่าခြားသည်မဟုတ် သင်္ကသင်္ဆာအားများကိုဥတီချမဲ့စွာဗယံပတာကျဲဖြန့်သုံးဆွနေခြင်းတွင် ထုတ်သူကသူဆန်အားများအလုံးကို တခုတည်းသောဥတီချ၌ဆူစီစိုက်ထုတ်သုံးဆွလိုက်ခြင်းသာဖြစ်သည်လောက၌အောင်မြင်မှု ကြီးကြီးမားမားရရှိသူတို့ကိုကြည်ပါအားလုံးတွင်တခုတည်းသောဥတီချ၌မိမိဆွမ်းအားများများကို ပုံအောစိုက်ထုတ်ကြသူများဖြစ်ကြောင်းတွေ့ရလိမ့်မည်ရေဟိုမဆနာသည် သူဤဆံအားများကို တုံတက်ခြင်း၌ ပုံဩကယနေ့ကပါဤအကြီးကျယ်ဆုံးတောင်တက်သမားဖြစ်ခဲ့ဤအောက်ပိုင်းမတန်သည့်ဖြစ်ဘိန်းတက်ကလတိုင်းနှင့် နေရသူစတီဗင်ဟော့ကင်းသည်သူဦးနှောက်ဆွမ်းအဖြစ်ယူပဗေဒနှင့်အာကာသသိပ္ပံပညာဘတ်တွင်သာပုံဩ၃ဆွဲကယနေ့ခေတ်ဤအိုင်းစတိုင်းတယောက်ဖြစ်လာခဲ့ပြီသည်တင်းသည်မက်ဆနာတို့ဟော့ကင်းတို့လောက်ဟီမန်ချက်ကြီးမားသူဖြစ်ခြင်းမှာဖြစ်မည် ဘုဒ္ဓချက်တစ်ခုတည်း၌ဆွေးမြဲထက်သန်သူဟုတ်ခြင်းမဟုတ်မီသို့တော်ဘာပဲဖြစ်ဖြစ်သင်၌အခြားအရာများထက်ပို၍စိတ်ဝင်စားသော အရာတစ်ခုသင်မကြခဏမြုံမှန်းတန်တမီသောအိမ်မက်တစ်ခုတော့ရှိပြီလိမ့်မည်။ဒီအိမ်မက်ကိုပြပြပြမြင်ပုံဖော်ကြည့်ကာဥတီရီမန်းချက်တစ်ခုအဖြစ်သို့ပြောင်းလဲပြစ်တင်သည်။ဒီဥတီချက်ရီမန်းချက်ကိုမျက်ခြင်းမပြတ်အာယုံပြုကာရင်အတွက်လှုပ်တင်လှုပ်ထိုက်သည်များကိုတတိချလှုပ်ဆောင်ကြည့်ပါ။ ရင်ဥတီချက်နှင့်စန့်ကျင်တွေ့ပြီးသောကိစ္စများရင်အတွက်အနောက်အဆက်ဖြစ်စေမည့်ကိစ္စများကိုရှောင်ကျင်ပါ။များမကြာမီကာလ၌ပင်သင်ဘဝ၌ထူးခြားသည့်တာသည့်အကောင်းဘက်ပြောင်းလဲချက်များဖြစ်ပေါ်လာပါလိမ့်မည်။မိမိအနေထားအတွက်ခြေနှက်မှုများအောင်မြင်မှုအယတာများကိုခံစားလာရကမိမိကိုယ်ကိုယ်လေးစားယုံကြည်စိတ်များတိုးပွားလာပါလိမ့်မည်။မိမိကိုယ်ကိုယ်မိမိယုံကြည်စိတ်ထက်သန်လာပြီဆိုရင်သင်အတွက်အောင်မြင်မှုများ ဇတ်တိုက်ရရှိရန်လမ်းကြောင်းသည်ဖွင့်တဲ့ထက်ပွင့်လာမည်ဖြစ်သည်။တိကျသောယီမန်ချက်ပန်းနိုင်ကိုရွေးချက်ချမှတ်ရန်နိလန်။တင်ဘဝ၏ယီမန်ချက်များ တိကျရေရာစွာ မရှိသေးဟုဆိုကြပါစို့။ဇာရက်တရက်ကိုယူလိုက်ပါ။တင်ဖြစ်ချင်သောအရာတွေအားလုံးဇာရွက်ပေါ်တွင်တန်းစီ၍ရေးချလိုက်ပါ။သစ်အိမ်မက်အလိုဆန္ဒတွေရေမက်ချက်လိုလိုပါလိုလိုဟာတွေအားလုံးပါပါစီ။ ြီးလျင်တစ်ခုစီနှင့်ပတ်သက်၍ပုံမိုရှင်းလင်းစေမည်ထက်ဆင့်မိကွန်းလေးတွေတစ်ခုစီရေးလိုက်ပါဝမအောက်ပါကဲ့သို့ငါဖြစ်ချင်သောအရာများတစ်ငါပြောချင်သည်ဘာဖြစ်လျင်ပြောမည်လဲနှစ်ပတ်ဆက်အများကြီးရချင်သည်ဘယ်လို အလုပ်မျိုးနဲ့လဲသုံးကြောကြားချင်သည်ဘယ်ကိစ္စမှာထူးထွန်ခြင်းဖြစ်လဲလေအရာရှိကြီးဖြစ်ချင်သည်ဘယ်ဌာနမှာလဲငါလုပ်ငန်းရှင်ကြီးဖြစ်ချင်သည် ဘယ်လုပ်ငန်းမျိုးလဲ6ငွေကြေးအတွက်စိတ်အေးရခြင်းသည်ဘယ်လောက်ရလင်းစိတ်အေးနိုင်မည်လဲ9အသက်60မှာအငိမ့်စားယူခြင်းသည်ဘယ်ဝင်ငွေနဲ့အငိမ့်စားနိုင်မလဲ8ခရီးသွားခြင်းသည်ဘယ်တွေလဲဘယ်တော့လဲ9အိမ်နဲ့နီးနီးနားနားမှာအလုပ်လုပ်ခြင်းသည်ဘယ်လောက်နီးနီးလဲ10အတိုင်းအဝိုင်းအေးလေးစားမှုကိုခံယူခြင်းသည်ဘယ်လိုအလုပ်မျိုးနဲ့လဲစသည်စသည်ဖြင့် ဒီလိုရေးချလိုက်သောအရာတွေသည်တင့်ကိုတင့်မိသားစုသို့မဟုတ်အပေါင်းတင့်များကလောက်ရန်တိုက်တွန်းနေသည့်အရာများမဟုတ်ပဲတင့်စိတ်ကအမှန်တကယ်ဖြစ်ချင်နေသောအရာများဟွာတင့်အလိုဆန္ဒစစ်စစ်များသာ ဖြစ်ရလိမ့်မည်ဤနေရာ၌သူတစ်ပါးဤသဘောထားများကိုအလေးထားမနေပါနှင့်တင့်သည်တင့်ဘဝ၏အောင်မြင်မှုရည်ရှိတည်တံ့သောစိတ်ချမ်းသာပျော်ရွှင်မှုတို့ကိုရရှိလို၍ကျိုးပန်းနေခြင်းဖြစ်သည့်ကို အမြဲတမ်းပြုရန်လိုသည် ထိုသို့ရေးချလိုက်သောစာသည်ရှေ့ကျင်သလောက်ရှေ့နိုင်ပါသည်အရေးကြီးသည့်မှာသင်ဖြစ်ချင်တာတွေမကြံခဲ့ဖို့ပဲဖြစ်သည်ထိုသို့ရေးပြီးသောအခါ သင်စရင်ကိုတင်ပြန်လေ့လာပါတစ်ခုချင်းကိုစဉ်းစားစစ်စစ်ပါသင်အတွက်ဘယ်လောက်အရေးပါသလဲသင်စန္ဒအိမန့်ချက်ပြည့်မြောက်ဖို့အတွက်ဘာတွေလုပ်ရမည်လဲဘယ်လိုအကျိုးဆက်တွေပေါ်ပေါ်လာမည်လဲလက်ရှိသင်ဘဝမှာဘယ်လိုရိုက်ခတ်မှုတွေရှိလာမည်လဲဘယ်အရာတွေသင်အတွက် ချမ်းသာပျော်ရွှင်အောင်မြင်သောဘဝတည်ဆောက်နိုင်ရေးအတွက်အထောက်အကူပြုဆောင်အရာဖြစ်မည်လဲဒီလိုစိစစ်ပြီးသောအခါအချို့ယမန်ချက်များကိုတင်ဖြစ်ဖြစ်ခြင်းလာလိမ့်မည်ယမန်ချက်အသည့်တချို့ကိုလည်းထပ်ဖြစ်ခြင်းလာလိမ့်မည်ဖြက်စရာကိုဖြက်၍ဖြစ်စရာကိုဖြစ်လိုက်ပါ ပြည်လျင်ဆာရက်အသည့်တရွက်ပေါ်မှာစရင်အသည့်ပြန်ရေးပါဒီဒီချိန်မှာတော့တင်စောစောကရေးထားသည့်များထဲမှတင်တန်ဖို့အထောက်အဆုံးအရာဟောအရေးပါဆုံးဟုယူဆသည့်အရာကို ထိတ်ဆုံးကတင်ပြီးကျန်သေးများကိုအရေးပါမှုအနေများလိုက် အစီအစဉ်အတိုင်းရေးချသွားပါသေချာအောင်တစ်ခေါက်ပြန်ပြီးစစ်စစ်ပြေးလျင်အပေါ်ပိုင်းနံပါတ်1မှ30အထိရေးမှန်းချက်များကိုတင့်နေစဉ်မှတ်တမ်းစာအုပ်ဤလှန်လို့ရလွယ်သောစာမျက်နှာတစ်ခုတွင်ကိုရေးပါအကယ်၍နေ့စဉ်မှတ်တမ်းစာအုပ်သုံးဆသို့မဟုတ်ပါကတည်တံစာရွက်တရွက်ကိုရေးပြီးအိတ်ထဲတွင်ဆောင်ထားပါထို့နောက်ရင်းစရင်းကို အချိန်ယူ၍သုံးသပ်ပါ အချိန်ယူသည်ဆိုရ၌တစ်ပတ်နှစ်ပတ်မှသည်တလန်လာထိကြပါစေ။သင်ဆုံးဖြတ်ရမည့်အရာသည်သင်ဘဝတစ်ခုလုံးနှင့်ဆိုင်သည့်အရေးကြီးဆုံးအရာဖြစ်သည်ကိုမမေ့ပါနှင့်။သင်ကောင်းတဲ့တွင်အတော်ပင်ရှင်းလင်းပြတ်သားသွားပြီဆိုသည့်အခါ၌သင်ဤမှန်ချက်ဆဲကုစရင်ကိုကြကြနနပြန်၍စစ်စစ်ပါ။ရည်တို့ယမန်ချက်လားရေရှိယမန်ချက်လားတပဝါလုံးနဲ့ဆိုင်သည့်ယမန်ချက်လားခွဲခြားစစ်စစ်ကအရေးပါမှုအတိုင်းစားကို စဉ်းစားချင်းချင်းပါပြည်လင်းသည့်ထဲကအရေးပါဆုံးသုံးခုကိုရွေးထုတ်ပြီး ကပြားတစ်ခုမှာပီပီတတ်တရည်ထိုးပါရင်းကပြားကိုအိတ်ထဲမှာဆောင်းထားပါသုံးမုတ်တင်းစာကြည့်စပွဲမှာဆောင်းထားပါသုံးမုတ်တင်းအိတ်ခန်းနိုင်ရမှာကတ်ထားပါဒီအရာသုံးခုသည်တင်းအားစိတ်ချမ်းသာပျော်ရွှင်၍အောင်မြင်သောဘဝတစ်ခုတည်ဆောက်နိုင်ရည်အတွက်ဥဆောင်လမ်းညွှန်မိအရာများမပြတ်ထင်းချောင်းပဲ့ကင်ပေးသွားမိအရာများဖြစ်သည် ပြဿနာအခက်ခဲတစ်ခုကြုံလာတိုင်းကိစ္စတစ်ခုနှင့်ပတ်သက်၍လှုပ်သင့်မလှုပ်သင့်ဆုံးဖြတ်ရခက်သည့်အခြေအနေမျိုးကြုံလာတိုင်းထူယမန်းချက်ကပြကိုလှမ်းကြည့်ပါရင်းကပြတဲ့အတွင်းရေထူထားသည့်အရာများနှင့်ဆန့်ကျင်နေလျင်ဝါရင်းရီမန်းချက်များကိုအနှောက်အယှက်ဖြစ်စေမည့်အလုံမျိုးဖြစ်နေလျင်လုံးဝရှောင်ကျင်ပါရင်းချက်များကိုအထောက်ပံ့ပြုသောအလုံသို့မဟုတ်ရင်းတို့နှင့်မဆန့်ကျင်သောအလုံဖြစ်ကရဲရဲလို့ပါတဲ့အနေနဲ့လောကကြီးကိုရင်ဆိုင်ရ၌ပို၍ပြတ်သားရှဲရင်လာပါလိမ့်မည် ခြေုံချတုံဇဝေဇဝါဖြစ်မနေရသဖြင့်စိတ်ပင်ပန်းခြင်းကင်းပါလိမ့်မည်ထို့ပြင် နေစဉ်တင်လှုပ်နေသောအလုံများသည်တင်ဘဝအောင်မြင်ရေးအတွက်အထောက်အကူဖြစ်နေသည့်အရာအလုံများဖြစ်သည်တင်နှင့်အမိသားစုကို၎င်းထုတ်တပ်ပူ၍တင့်ရက်ရွာတစ်ပဝင်ခြင်းကို၎င်းကောင်းကျိုးပြုမိအရာများဖြစ်သည်ဟုစိတ်ကမကြခဏတတိယကပန်းတိုင်မရောက်မီချစ်တက်နေစေကာလမှာပင်စိတ်ချမ်းသာပျော်ရွှင်မှုကို ခံစားရပါလိမ့်မည်လက်တွေ့လှုပ်ဆောင်တင်သည့်အလေးချင်းတစ်ချို့၁တင့်အတွက်အရေးကြီးသောဝါတင့်အနာကတ်ကိုတောက်ပြောင်စေနိုင်သောရေမှန်းချက်ပန်းတိုင်များချမှတ်ပါရေမှန်းချက်နှင့်အလုတ်လုံနေရသည့်အခါတင့်နေစဉ်ဘဝသည်ပို၍အတိပဲရှိလာလိမ့်မည်ခြေနှက်အားရပွဲဖြစ်လာလိမ့်မည် နှင့်ရမန်ချက်ပန်းတိုင်တို့ရောက်ရှိသွားသူများပန်းတိုင်တို့ဆွေဆွေမြဲမြဲချစ်တက်နေတဲ့သူများနဲ့ဆက်ဆံပေါင်းဖော်ပါ အထူးသဖြင့်မိမိနှင့်ပန်းတိုင်ခြင်းနေဆက်သူများကိုအဆွေခင်မုံဖွဲ့ပါယိမန်းချက်ကိမဲ့သူမျိုးစိတ်ပြတ်တက်လျှော့ကယိမန်းချက်ကိုဆွတ်လွတ်လာခဲ့သူမျိုးနှင့်ပေါင်းဖက်ခြင်းမပြုပါနှင့်၃ယိမန်းချက်ကိုမြင့်မြင့်မာမာထားရှိပါယိမန်းချက်မြင့်လွန်လျင် ထိတ်ဆုံးထိရောက်ရန်ခဲရန်ပါလိမ့်မည်သို့သောတဝက်တပြည့်မြျပျောက်လျင်ပင်ခန့်နှိမ့်နေယိမန်းပြီးလှုပ်သူထက်တော့တာပင်လိမ့်မည်အလေး ီမန်ချက်ပန်းတိုင်တစ်ခုချပြီးပြီဆိုရင်ယင်းပန်းတိုင်တို့အမှုတ်ချရောက်ပြီဟူသောယုံကြည်ချက်ဖြင့်မဆုံးမနစ်ကြိုးစားအားထုတ်ပါလေခုံပြန်ကြော်လွားမသွားနိုင်သဖြင့်အာမလျှော့ပါနှင့်တလှမ်းခြင်းတစ်ထစ်ချင်းတည့်ရင်ဖြစ်ပင်တောင်ထိပ်တို့ရောက်ရစမြဲဖြစ်သည်